အားလုံးမင်္ဂလာပါ Talk Man နေ့ကနေပြီးတော့မကြိုဆိုလိုက်ပါတယ်ဆိုတော့မနေ့ညတော့က Manchester United နဲ့အာ Arsenal နဲ့တရေကြတယ်ဒီပွဲစဉ်အတွက်တကယ်တမ်းတော့ပြောစရာတွေကအများကြီးရှိတယ် Manchester United ရဲ့ပြီးခဲ့တဲ့ပွဲစဉ်ကနေစတင်ပြီးတော့မှ United ရဲ့ဒီအာ back line ကိုနည်းနည်းနောက်ဆုတ်တယ်ပြီးတော့ရှင် wing back ကစားသမားတွေကို attacking ကိုနည်းနည်းလေးပိုလိုက်စေတယ်အဲ့ဒီပုံစံကဒီပွဲစဉ်မှာကောင်းကောင်းကိုအလုပ်ဖြစ်ခဲ့တယ်လို့ပြောရလိမ့်မယ်ဒီ Arsenal နဲ့ပွဲစဉ်အတွက် Manchester United က Ruben Amorim လက်ထက်မှာလုံနိုင်တဲ့လောက်လှုပ်ထားတဲ့ squad နဲ့အတူတူပဲပွဲထွက်လာတယ်။ Manchester United အတွက်ဒီပွဲထွက်လာတဲ့လူစီရင်မှဆိုလို့ရှိရင်အဲ Joshua Zirkzee ကအထောင်တိုက်စစ်မှုဖြစ်ပါဝင်လာပြီးရောမှာအာ Garnacho ကညာချမ်းမှာပြီးသွားလို့ရှိရင် Eriksen ကဘယ်ချမ်းအဲ့ဒါပြီးရဲ့အချိန်မှာတော့ midfield မှာတော့ Bruno Fernandes နဲ့ Casemiro နဲ့တွဲတယ်။ဝင်းဘက်တစ်ပတ်တစ်ချက်စီမှာတော့ Dalot နဲ့ Mazraoui ရှိတယ်။အဲပြီးသွားလို့ရှိရင် center back အနေထားမှာတော့ Delict ကလည်း Lindelof ကလည်း Euro ရဲ့ပွဲထွက်လာတယ်။ကိုးသမားဖြစ်တဲ့ Onana ပေါ့။ So okay ကစားတဲ့အနေအထားတစ်ခုမှာ Manchester United ကဘောလုံးကိုကင်မထားနိုင်ဘူး။အဲ Bayer Play ကိုလည်းမကစားနိုင်ဘူး။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ Bayer Face တွေကနေပြီးတော့မှ United ကအဲ ball retention တွေကောင်းကောင်းလုပ်နိုင်နေအဲ့ဒါအပြင်ကိုဒီ line breaking pass တွေပေးဖို့အတွက်ကြိုးစားနေတဲ့ sense တွေကိုမြင်ရတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ Manchester United က Arsenal တင်းရဲ့ pressing ကိုလုံးဝမခံနိုင်ဘူးအဲ့တော့ Manchester United ကဘောလုံးကင်ထားလေကင်ထားလေခဏနဲ့ပြတ်တယ်အဲ့တော့ Manchester United ကဘောလုံးမကင်ထားနိုင်ဘူး Arsenal ကဘောလုံးအများသောအပြည့်ကင်ထားတယ်ပထမပိုင်းမှာဆိုလို့ရှိရင် Arsenal အတင်းရဲ့ဘောလုံးပိုင်ဆိုင်မှုက68%ခိုင်နှုန်းတိရှိပြီးတော့မှ Manchester United က 33ရာခိုင်နှုန်းပဲရှိတဲ့အထီကို United က defense ကိုဦးစားပေးခဲ့တယ်ဆိုတော့ okay ကျွန်တော်တို့ဟို United ဆိုတဲ့ logo Arsenal ဆိုတဲ့ logo ကိုမေးလိုက်ပြီးတော့မှလက်ရှိလောလောဆယ်အဆင့်ရက်တင်မှုရကြည့်မယ်ဆိုလို့ရှိရင် United ကအောက်အသင်းနေနဲ့ကစားရတယ်အောက်အသင်းနေနဲ့ကစားရတဲ့နေရာတစ်ခုမှာ United က defense ကိုလုံးဝ solid ဖြစ်အောင်လုပ်တယ်541ဆိုတဲ့ defensive formation ကိုကောင်းကောင်းတုံးထားတယ်တုံးထားပြီးတော့မှဒီနေထားမှာဆိုလို့ရှိရင်အာ541မှာဆိုလို့ရှိရင် Garnacho နဲ့ Erisson နဲ့ကဘေးတစ်ဖက် chance ကိုပြန်ထွက်လိုက်တဲ့အချိန်မှာ541ဖြစ်သွားတယ်ဆိုတော့အဲ့ဒီနေထားတွေကနေပြီးတော့မှ Arsenal င်းက wide area ကိုဘောလုံးပေးတယ်ပြီးတော့လို့ရှိရင် pocket ထဲကိုဘောလုံးပြန်ထည့်တယ်အဲ့ဒီဟာနေပြီးတော့မှ chip lee နဲ့ရှေ့ကိုမှတင်တယ်ဒီလောက်ပဲ arsenal တင်းရဲ့ attacking ကတကယ်တမ်းဆိုလို့ရှိရင်ပထမပိုင်းမှာဆိုလို့ရှိရင် arsenal ကပဲဘောလုံးရတယ် manchester united က short on target တလုံးပဲရှိတာအဲ့ဒီတလုံးကလည်း bruno fernandes က free kick အလုံး so bruno fernandes က free kick အလုံးကိုပြောရမယ်ဆိုလို့ရှိရင်က raya ရဲ့နေရာယူတွက်ချက်ပုံကိုလည်းနည်းနည်းလေးထည့်ပြောပါ ပြည့်စုံနိုင်မယ်လို့ထင်တယ်ဆိုတော့နည်းနည်းလေးဝေးနေတယ်လို့ခံစားရတယ်အာသူကိုယ်တိုင်လဲဒါက crossing ထွက်လာမယ်လို့ တော့ယူဆဖို့မရဘူးပြ။ဘာလို့လဲဆိုတော့ဒီလို free kick မျိုးမှာ direct ကံမာကြီးပဲ။ဆိုတော့ wall အပေါ်ကနေကြော်ယုံလေးကြော်သွားတယ်။ပြီးတော့လည်းရှင် down ကြတဲ့ဘောလုံးလည်းမဟုတ်ဘူး။အာ David Raya အနေနဲ့ဒီရဲ့ဘောလုံးကိုတော့ maybe ပေါ့နော်သူ့ရဲ့နေရာယူပုံလေးကသာမှန်ကန်တယ်ဆိုလို့ရှင်တော့ဖမ်းနိုင်တဲ့လို့မြင်တယ်။ဒါပေမဲ့လည်း Manchester United ကတာကို lead ထဲလောက်သွားနိုင်ခဲ့တယ်။ United က goal ရတယ်။ goal ရပြီးတဲ့အချိန်မှာလည်း United ကသူတို့ရဲ့ focus ကိုလုံးဝလွတ်မသွားအောင်ဆက်ပြီးမှကစားရတယ်။ကစားတဲ့အနေထားတစ်ခုမှဆိုလို့ရှင်လည်း Arsenal ကသူတို့ရဲ့လူစည်းရင်းချိန်ပြောင်းနေလောက်တယ်။လောက်ပြီးတော့မှ Manchester United ကိုဇက်တိုက်ဖ ိပြီးတော့မှကစားတယ်။အဲ့ဒီဒါတကူမှာ Manchester United ကဒီ Landy Euro ပထမပိုင်းမှာဆိုလို့ရှိရင် Landy Euro က Jurel ဘိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်လေးမှအစင်ပြေလို့ပြောလို့ရတယ် area ဘိုင်းတော့မပါဘူးနော် ground jewel ဘိုင်းမှာ landing euro ကတော်တော်လေးကိုမှအာကောင်းမွန်ခဲ့တယ်လို့ကျွန်တော်ကတော့ထင်တယ်အာ landing euro ကောင်းကောင်းထိန်းနိုင်ခဲ့တယ်ပေါ့ arsenal ဘက်ချမ်းမှာရှိနေတဲ့အာ norani ကိုကောင်းကောင်းထိန်းနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါအပြင်ကို landing euro ကပထမပိုင်းပြီးမှဒဏ်ရာရသွားတယ်သူ့နေရာကိုဝင်တဲ့ heaven heaven လည်း ground jewel မှာဆိုလို့ရှိရင်မစိုးဘူးလို့ပြောလို့ရတယ်လူငယ်ကစားသမားတယောက်အနေနဲ့ဆိုလို့ရှိရင် heaven အနေနဲ့ဆိုလို့ရှိရင်ဒါဖြတ်ကျော်ခံရမှုတစ်ချိန်မှမရှိခဲ့ဘူးဆိုတော့ status ကတော်တော်လေးကမှထင်ကြီးဖို့ကောင်းတယ်ဆိုတော့ blue ဘဲနေနေဒီလိုအနေထားမျိုးနဲ့ manchester united က arsenal အသင်းကို1-1ဆိုတဲ့ရလနဲ့ကစားသွားနိုင်ခဲ့တယ်ဒီ results က အဲမန်ချက်စတာယူနိုက်တက်အတွက်ကြီးမားတဲ့တက်ရောက်မှုမျိုးတော့မဟုတ်ဘူးယူနိုက်တက်အနေနဲ့ဒီလိုပွဲစဉ်မျိုးမှာနိုင်ခဲ့တဲ့နဲ့တချို့သော moment တွေအများကြီးရှိတယ်ဒေးဗစ်ရာယာအနေနဲ့အဲတော်တော်လေးကမှ cover လုံးနိုင်ခဲ့လို့ဒါလို့ပဲပြောရလိမ့်မယ်မန်ချက်စတာယူနိုက်တက်အနေနဲ့အဲနိုင်ခဲ့တဲ့ chance တွေလည်းအများကြီးရှိတယ်။ Yeah Arsenal ကိုယ်တိုင်ကလည်းထိုးဖောက်ခဲ့တဲ့ တိုင်းတာရရှိရဒါပေမဲ့အာဆင်နယ်အသင်းရဲ့ဟာတွေကတော့ clear chance ကြီးမဟုတ်ဘဲနဲ့ half chance တွေများတယ်မန်ချက်စတာယူနိုက်တက်ကတော့အဲ့ဒါလိုမဟုတ်ဘဲနဲ့အပိုင်ပိတ်သွင်းခွင့်နေအများကြီးအများကြီးကိုရခဲ့တာဆိုတော့ဇွီဇီရဲ့ကန်ဂျက်တွေအဲ့ဒါအပြင်ကိုကျွန်တော်မဇာရာဝီရဲ့ ကန်ချက်တွေမဇလောင်ကြီးနဲ့ဒါလုံးနဲ့နှစ်ယောက်တွဲသွားတဲ့အဲ့ဒီကန်ချက်မျိုးတွေပြီးတော့လို့ချင်းဇီဇီရဲ့နောက်ပေါက်တွေအဲ့ဒါပြီးတော့ချင်း Bruno Fernandes ကကန်ချက်တွေဒါတွေအားလုံးက Manchester United အနေနဲ့နိုင်ခဲ့တဲ့ chance မျိုးဖြစ်တယ်။ဂါနာချိုက Manchester United ရဲ့ counter attack အတွက်တကယ်ကိုဒီပွဲစဉ်မှာတော့ကောင်းကောင်းလုပ်ပြသွားနိုင်တယ်လို့ပဲပြောရလိမ့်မယ်။ဆိုတော့အာပြောစရာတော့အများကြီးပဲ။ဒါပေမဲ့တေချာတာတစ်ခုကတော့ဒီပွဲစဉ်မှာ Manchester United နဲ့တည်ရကြခဲ့တယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့မှ ကောင်းတဲ့ results မျိုးကို Manchester United အနေနဲ့ရရှိခဲ့တယ်နဲ့ Ruben Amorim က reality ဆန်တဲ့ approach မျိုးကိုကျင့်ကြံသွားတယ် defense ကစားတယ် transition တွေကနေတိုက်စစ်ဆင်မယ်ဘောလုံးကင်ထားနိုင်လို့ရှိရင် Manchester United ကဘာအဖတ်မှာမရှိဘူးဆိုတာကိုမြင်ရတယ်တပတ်ချက်မှာ Arsenal ကိုယ်တိုင်ကလည်းဘောလုံးကင်ထားရဆိုပေမဲ့ wide area တွေကိုပို့တယ်အဲဒါပေမဲ့ clear chance ကြီးတွေဖန်တီးနိုင်ခြင်းမရှိဘူးဒီလိုပုံစံကိုပဲမြင်နေရတာဆိုတော့ United နဲ့ပတ်သက်ပြီးတော့မှဘယ်လိုထင်ကြလဲ comment number 1ရောက်ဆိုရင်တော့ကြပါဆိုတော့ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့